25 20အကြရှိရတော့တဲ့အကျွန်တော်တို့ကအတက်အကြဆိုတာတော့ရှိနေပါပဲကျွန်တော်ပြောသလိုလေဟိုတရက်ကိုအာ30တက်ပြီး20ကြမယ်အဲ့လိုမြင်လို့မရအောင်အဲ့လိုမြင်နေတဲ့ပြည့်အဲ့လိုမျိုးအာတက်ဟိုမျိုးသွားကျင်နေတဲ့ပြည့်တော့အဖမ်းနေတဲ့ပြည့်တော့ရေတူမှာအဆင်ပြေလို့ထင်ပေမဲ့အာရေရှည်ကြရင်ပွင့်သွားလိမ့်မယ် အဲ့လိုဈေးကွက်မှာမရှိဘူး။ခမတရားတက်ပြီးခမအာဈေးတက်တော့30လောက်ကျလာမယ်လို့20လောက်ကျလာမယ်30လောက်ကျလာမယ်လို့အဲ့ဒီသဘောတရားကြီးကိုကအာကျလာမယ်လို့ထင်ပြီးတော့အဲ့လိုမျိုးကိုသွားလိုက်မယ်ဆိုရင်ပွင့်မှာပါ။အဲ့အဲ့လိုမျိုးတော့မရှိဘူးလို့လည်းကျွန်တော်မြင်တာပေါ့နော် brother ကြီး။အာမရှိဘူးလို့မြင်တယ်ကျွန်တော်ဖြတ်တန်းလာခဲ့တဲ့ဟာတစ်လျှောက်လုံးမှာအဲ့လိုမျိုးတတ်မှတ်လို့မရအောင်ကျွန်တော်တို့အာလိုက်ကြည့်ပြီးတော့ဟိုဟာဖြစ်ခဲ့တော့လည်းမရအောင်ပေါ့နော်။ တဘောအတက်ကြတော့ရှိတယ်။ရွှေရတရက်တရက်ကိုလက်ရှိမှာအတက်တဲ့နှုံးထားကြတဲ့နှုံးထားအတက်ကြပစ်ပစ်သွားနိုင်ကြရတာပစ်30ရနေပစ်80အခုဆိုလို့ရှိရင်တို့သတင်းတွေအာအဲ့လိုနိုင်ငံတကာရဲ့အာတနိုင်ငံနဲ့တနိုင်ငံအရေးတွေကြုံလာပြီဆိုရဲဝုန်းကနေဝုန်းကနေပေါ့ဗျာဟုတ်ကနေဝုန်းကနေတဲ့သတင်းတွေကြရင်ဒါ100လောက်ထိတောင်သွားနေတယ်ကာလလို့ပြောရမှာပေါ့ အပုံမှန်ဒီလိုမျိုးဝုံကနေဆိုရဲနိုင်ငံရေးတင်းမာမှုတရင်အကြောင်းအရာတွေမရှိတော့ဆိုရင်တော့တရက်ကိုဒါပစ်30ပစ်40လောက်ဒီအတက်ကြသွားတယ်အဲ့တော့ဒီပစ်30 40ကခမအကြာကြီးပဲသွားတဲ့နေ့ရှိရင်လည်းရှိမယ်အတက်ကြီးပဲသွားတဲ့နေ့ရှိရင်လည်းရှိမယ်တက်လိုက်ကြလိုက်သွားတဲ့နေ့တွေရှိရင်လည်းရှိမယ်အဲ့တော့အာဒါတရာတက်ပြီးရင်30ကြာမယ်20တက်ပြီးရင်တော့20လောက်ပြန်ကြာမယ်20လောက်တက်ပြီးရင်50လောက်ကြံကြာမယ်အဲ့လို formula မရှိဘူး ဈေးကွက်ကအဲ့လို formula နဲ့တွားနေရလဲမဟုတ်အဲတက်တဲ့အကြလာတော့ရှိမှာဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်ဝယ်ပြီဆိုတဲ့ကရောင်းတဲ့သူရှိလို့ရောင်းပြီဆိုတဲ့ကဝယ်တဲ့သူရှိလို့တပြိုင်တည်းထဲမှာအယောင်းဝယ်သွားနေရအဲ့တော့မှအယောင်းဝယ်မှာဘယ်ပိုင်းကပူအားတာလေးကိုသွားတာဖြစ်တဲ့အတွက်ခမောင်းဝယ်ပြီဆိုတဲ့ကရောင်းတဲ့သူရှိရအယောင်းရှိလို့လေဝယ်လို့ရမြင်မြင်ကြည့်လေအဲ့တော့တဘောအယောင်းနဲ့ဝယ်တပြိုင်တည်းဈေးကွက်ထဲကိုဝင်နေတာဝင်နေတာအဲ့တော့ အဲ့တော့ဒီအယောင်းဝယ်ဝင်ပြီးတော့မှပဲအဝယ်ပိုင်းကိုပို့ပြီးအားတာလားအယောင်းပိုင်းကိုပို့ပြီးအားတာအားတာလားဒါ generally business ကျွန်တော်နားလည်အောင်ပြပြနေရနော်ဒီထပ်ပို့ပြီးတော့တစင်တစင်စင်ဆက်ပြောပြမယ်ဆိုတော့ဒါက generally မှာအဝယ်ယောင်းတစ်ခါတည်းဝင်နေတာဖြစ်တဲ့အထွတ်အဲ့တော့ဒါတက်တဲ့အတက်ဖိုင်းမှာတက်ပြီးရင်ဘယ်လောက်ကြာရမလဲဆိုပြီးအဲ့လို format သွားမှတ်တဲ့ဟာကျတော့ဘာပြဿနာကြီးဖြစ်လာနိုင်လဲဆိုတော့အတက်ပြီးွားရင်ငါတို့ကြာမှာပဲဆိုပြီးသွားရောင်းမိတာ အဲငါတို့တအားတက်ပြီးသွားပြီဆိုပြီးတော့အဲ့ချိန်ကြီးတအားတက်မှာပို့မြက်တဲ့မြက်ပြီးသွားတဲ့လူကြတော့မြက်ပြီးသွားတဲ့ trader ကဘာပို့ဆိုးလဲဆိုတော့အာဘာပို့ဆိုးလဲဆိုတော့အဲ20လောက်ကြမှာပြီဆိုတော့ format ဟာဒီလောက်တောင်တက်ပြီးပြီ20လောက်ကြမှာဆိုတော့အရှိအရှိမှာ तू မြက်ပြီးသွားတယ်တကယ် तू မြက်လာတော့ तू emotion တွေ तू ရဲ့ဟိုဟာတွေက confidence တွေကတအားမြင့်နေပြီအဲ့တော့ဒီနေရာမှာလဲ तू ကအယောင်ဆိုတဲ့အချိန်မှာ तू ရဲ့တတိယတစ်ချက်လွတ်သွားတာ ਨੇ तू ပထမအဝယ်တွေကိုအရှိအရှိလောက်ခဲ့လို့ပဲ loss side ကိုမဟာတရားသွက်လောက်တာ နော်အဲ့ဒီသဘောတရားကိုဝင်ပြီးတော့တတိလေးတစ်ချက်လေးလွတ်လိုက်တာနဲ့အဆန်မခံမိတာအဲ့လိုအချိန်မှာ market ကကိုနဲ့ဆန့်ကျင်ဘက်ဖြစ်လဲဖွင့်ပွင့်သွားအောင်အဲ့တော့စီကန်းနေစနစ်တွေကိုမကျူးလွန်ဖို့မဖောက်ဖျက်ဖို့လိုသလို strategy ကိုပဲကြည့်ပြီးတော့မှ strategy ကိုပဲ update လုပ် တခြားဟာကိုလိုက်ပြီးသူစဉ်းစားဖို့တော့မဟုတ်ဘူး trader တော်များများအဲထက်လေလာထက်လေလာဆိုဈေးကွက်ထဲမှာကိုတိပြီးွားနောက်ထပ်အစ်စ်ကိုလေလာတယ်အဲ့လိုမဟုတ်ပါဘူးထက်လေလာဆိုတော့ခမည်းတိပြီးသားအရာကိုထက်တိလာအောင်ဒီအတိရနေထက်တိုးလာအောင်ဒီအတိတွေအတိတွေရနေပြီးတော့ဒီဒီအတိတရားရဲ့ consensus ဒီဒီရဲ့ level မြင့်လာအောင်မျိုးကိုကပေါ့နော်တွေးခေါ်အောင်မှာဖြစ်ပါတယ်အဲ့တော့ပုံမှန်တော့အဲ့လိုမျိုးမရှိဘူးလို့ပြောချင်ပါတယ်ဗျာ ဟောဝေဘေးစောင့်မနာပါဟုတ်တယ်ဗျာကောင်းတယ်အဝေးအတက်ကြတော့ရှိပါတယ် bro ရေအတက်ကြရှိရဲ့အာပုံမှန် format နဲ့တော့ကျွန်တော်တို့ဟိုဟိုဘလောက်တက်ပြီးဘလောက်ကြာမယ်ဆိုတာမျိုးမရှိသလိုအာအတက်ပြီးဝိုင်းတော့အကြမဖြစ်မနေလာမယ်ဆိုတာမျိုးလဲအဲမရှိဘူးပေါ့နော်အတက်ပြီးွားပြီးွားအချိန်မှာအကြလာလေဆိုတော့ရှိပေမဲ့အခုတက်ပြီးပြီးအခုတော့ပြန်ကြတော့မှာပဲလို့ပြောလို့မရအောင်ဒါအတက်ဆုံးပဲလို့လည်းပြောလို့မရအောင်အဲဒီလိုမျိုးသဘောတရားလေးရှိပါရဲ့ဗျာ